မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့မြန်မာနိုင်ငံသို့မုံတိုင်းဥမတီနိုင်၍အဝါရောက်အဆင့်သတ်မှတ်တဲ့သတင်းဖြစ်ပါတယ်။ဘင်္ဂလားပြည်နယ်ကိုအရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုံတိုင်းငယ်ဟာလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်ကဥတီရွေရှာမဲ့အခြေအနေမရှိတာကြောင့်အဝါရောက်အဆင့်သတ်မှတ်ထားတယ်လို့မိုးလေဝသနှင့်ဆလာဗီရာညင်ကြားမှုဦးစီးဌာနကအောက်တိုဘာ25ရက်ညနေ4နာရီအချိန်မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီမုံတိုင်းငယ်ဟာမြန်မာနိုင်ငံကုကူချုံမြို့ရဲ့အနောက်တောင်ဘက်ရှေးမိုင်340မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ပြနေတယ်လို့ဆိုပါရတယ်။ မုံနှန်းငယ်ရဲ့အရှင်ကြောင့်အော်တိုဘာ25ရက်ညနေကနေအော်တိုဘာ29ရက်တွင်နေပြည်တော်ပါဝင်တိုင်းနေပြည်နယ်အများစုမှာမိုးထစ်ကြုံရွာနိုင်ပြီး ေဝကျွန်းပေါ်မုတ်တမာကွေမုတ်တနင်္နာကြီးကံရန်တရှောင်းနဲ့ကမ်းလုံပင်လေပြီးတော့မှတက္ကတရံမိုးတက်လီပြင်းတွေကြာရောက်ပြီးလှိုင်းတင်တယ်မှာလှိုင်းကျနိုင်တယ်လို့သိရပါတယ်။ဒါအပြင်မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်မိုးတိထန်စွာရွာသွန်းလာတဲ့အတူလေပြင်းတက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြူတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်လာကြောင်းမြေပြူမှုအန္တရာယ်နဲ့ရေကြီးရေလျှံမှုအန္တရာယ်တွေကိုကြိုတင်သတိပြုကြဖို့အတိအပြီးထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ရှင်။